ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့အချက်ဘတ်စစ်ကောင်စီကဆုံရှုံသွားတဲ့နေမြေများကိုအ мян ဆုံးပြန်လည်သိမ့်ပိုက်ရရှိရေးအတွက်ထိုးစစ်ကြီးများကိုအခုမေလနှောင်းပိုင်းမှာစတင်မှာဖြစ်ပြီးတော့မိုးရင်းကာလမှာပါလေကြောင်းတက်ခတ်မှုများနဲ့နေမြေရှင်းလင်းမှုများကိုအဆက်မပြတ်လှုပ်ဆောင်သွားရန်မင်းအွန်လိုင်းဦးစီးတဲ့စီရေးဆိုင်ရာအစည်းအဝေးကဆုံးဖြတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ15ရက်နေ့နဲ့16ရက်နေ့အပအဝင် မေလလယ်ပိုင်းမှာနေပြည်တော်စီယုံကျုံမှာ မင်းအွန်လိုင်းဦးဆောင်တဲ့စီရေးဆိုင်ရာအစည်းအဝေးများမှာလာမဲ့ရွေးကောက်ပွဲအတွက်ဆုံးရှုံးသွားတဲ့နယ်မြေများကိုအမြန်ဆုံးပြန်လည်တင်ပိုက်နိုင်ရေးအတွက်ထိုးစစ်ဆင်ခြင်းဇက်တိုက်လှုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့တယ်လို့သိရပါပါတယ်။လေကြောင်းတိုက်ခိုက်မှုများနဲ့နယ်မြေရှင်းလင်းမှုများကိုပါလာမဲ့မိုးရင်းကာလမှာပါအဆက်မပြတ်လှုပ်ဆောင်ရန်ဆုံးဖြတ်သဘောတူလိုက်တယ်လို့သိရပါပါတယ်။ဆုံးရှုံးသွားတဲ့နယ်မြေများပြန်လည်ရရှိရေးအတွက်ထိုးစစ်များမှာ စစ်မှုထမ်းတင်တန်းစဉ်တပ်သားတဲ့များရဲ့အင်အားများကိုအဓိကထားအသုံးပြုမှာဖြစ်ပြီးတော့လက်ရုံးတပ်များနဲ့တိုက်ခိုက်ရေးတပ်များနဲ့အတူတွဲဖက်မှာဖြစ်တယ်လို့သိရပါဗယ်။လေးချောင်းတိုက်ခိုက်မှုများကိုလည်းစစ်ကြောင်းထိုးနေတဲ့အချိန်မှာဇက်တိုက်ပံပိုးကွန်ကြီးတွားရန်ရှိနေတယ်လို့သိရပါဗယ်။ဒီမိုးရင်းမှာလည်းထိုးစစ်တွေလေးချောင်းတိုက်ခိုက်မှုတွေနေမြင်ရှင်းလင်းမှုတွေရှိပါမယ်။အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေစစ်ကြောင်းကြီးတွေခွဲပြီးတော့ဝင်ရောက်တာတွေရှိလိမ့်မယ်။ နောက်6လအတွင်းမှာရသမျှနယ်မြေတွေအကုန်လုံးကိုပြန်ရစေဖို့အတွက်ဥတီထားတယ်လို့သိရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။စစ်ကောင်စီကဆုံးရှုံးသွားတဲ့နယ်မြေများကိုပြန်လည်တိုက်ယူမယ်။ဦးစားပေးတွေထဲမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နောင်ချိုအပါဝင် TNL သိမ်းပိုက်ထားတဲ့မြို့နယ်များ၊သခိုင်းတိုင်း၊တနင်္သာရီတိုင်း၊ကရင်နီချင်းပြည်နယ်တို့ကဦးစားပေးအဖြစ်နဲ့ပါဝင်နေပြီးတော့ရခိုင်ကချင်ပြည်နယ်၊ပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာတော့စစ်ကြောင်းထုံးမှုများဇက်တိုက်ဆောင်ရွက်ရရှိနေကြောင်းသတင်းရရှိပါရခင်ဗျာ။